မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်လွှတ်ပေးဖို့အချိန်တန်ပြီးဟုခိုင်းနိုင်ငံသားရေးဝန်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲပြီးသွားသည့်အချိန်မှပင်အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံအနေဖြင့်ပြန်လည်ဆက်ဆံရန်ခက်ခဲသွားနိုင်ပြီးအကျဉ်းဆန်းဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်အချိန်တန်ပြီးဟုနိုင်ငံသားရေးဝန်ကြီးစီဟာဆက်ဖွန်ကက်ကရိုကနိုဝင်ဘာ25ရက်နေ့တွင်ပြောကြားခဲ့ပါသည် သူမကိုလွတ်ပေးဖို့အချိန်တန်ပြီလို့ထင်ပါတယ်ခုစီဟာဆက်ကပြောကြပြီးအသက်ရွယ်လေးကြီးပြီဖြစ်တဲ့အတွက်စိုးရိမ်စရာကျန်းမာရေးအခြေအနေတွေကိုမသိနိုင်တော့ပါဘူးခုလေထိုင်းနိုင်ငံနိုင်ငံသားသတင်းထောက်ကလန် FCCD တွင်ပြောဆိုကြောင်းရူတာသတင်းတပုတ်ကရေးသားထားပါတယ်2021ဖေဖော်ဝါရီဆီအာနာသိန်းအပီဒေါအောင်ဆန်းစုကြည်နှင့်ရွှေကောက်ခန့်အတိုက်ခံခေါင်းဆောင်အများပြကိုစစ်တပ်ကဖမ်းဆီးပြီးအကျဉ်းချထားခဲ့ပါတယ်ထို့နောက်ဆီအာနာသိန်းစန့်ကျင်ရေးလက်နက်ကင်ပုံကံမှုမြန်မာနိုင်ငံတပ်ဝန်ကျက်ပြန့်စွာပေါ်ပေါက်လာပါတယ် ပြင်းထန်ဆဲပြည်တွင်းစစ်ကြောတွင်ဒီဇင်ဘာ28ရက်မှစတင်၍မြန်မာနိုင်ငံတွင်အဆင့်လိုက်ရွေးကောက်ပွဲများကျင်းပရန်စီစဉ်ထားပါတယ်။2021ဖေဖော်ဝါရီလစစ်အာဏာသိမ်းပြီးနောက်စစ်အုပ်ချုပ်ရေးကိုတိုးချဲ့ရန်ပြင်ဆင်ထားသည့်အစီအစဉ်သာဖြစ်ကြောင်းလေးလာဆောင်ကြည့်သူများကဝေဖန်နေကြပါတယ်။ဒီမိုကရေစီပါတီများအနေအများပြားကိုပိတ်ပင်ထားခြင်းသို့မဟုတ်ရွေးကောက်ပွဲတွင်မပါဝင်သည့်အပြင်ရွေးကောက်ပွဲကိုတိုင်းပြည်အနှံ့မပြုလုပ်နိုင်ကြောင်းအာဏာသိမ်းစစ်တပ်ကလက်ခံကြေညာထားပါတယ်။ အခုလိုချင်းတွေအောက်မှာအထူးသဖြင့်အားလုံးပါဝင်ပြီးလိုအပ်တဲ့ဆွေးနွေးပွဲမပြုလုပ်နိုင်သေးပေရွေးကောက်ပွဲကျင်းပတော့မယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာကိုပြန်လည်ချိတ်ဆက်ရတာကလည်းခက်ခဲမယ်ဟုစီဟာဆက်ကပြောပါတယ်။စစ်တပ်နိုင်ငံပါဝင်တဲ့အာဆီယံသည်အော်တိုဘာလတွင်မြန်မာစစ်အာဏာပိုင်များကိုအားလုံးပါဝင်သောရွေးကောက်ပွဲပြုလုပ်ရန်တောင်းဆိုခဲ့ကြပြီးဘုတ်တော်တူညီထားသောငြိမ်းချမ်းရေးအစီအစဉ်ကိုလည်းလိုက်နာရန်တောင်းဆိုခဲ့ကြပါတယ်။အသက်80နှစ်အရွယ်ဒေါအောင်ဆန်းစုကြည်သည်သူဤသားအဆိုအရနှလုံးရောဂါမကြာခဏဖြစ်ပွားနေသဖြင့် အရေးပေါ်စေကူတာမှုလိုအပ်နေပြီဖြစ်ပါတယ်။ဆက်လက်ပြီးအမေရိကန်က TPS ရဆိုင်ခြင်းဖြင့်ရွေးကောက်ပွဲကိုအတိမတ်ပြု အမေရိကန်ရောက်မြန်မာများလာမယ့်ရွေးကောက်ပွဲကိုပြန်လာ၍မဲပေးနိုင်ဟုဗိုလ်ချုပ်စော်မင်ထွန်းပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အမေရိကန်အစိုးရကမြန်မာနိုင်ငံသားများအပေါ်ခွင့်ပြုထားတဲ့ယာယီအကာအကွယ်ပေးမှုအဆင့် TPSR ရဆိုင်လိုက်ခြင်းသည်မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့်ရွေးကောက်ပွဲကျင်းပမည့်လုပ်ငန်းစဉ်များအပေါ် အမေရိကန်အစိုးရကအတိမတ်ပြုသည့်အပြုသဘောဆောင်သောထုတ်ပြန်ချက်တစ်ခုဖြစ်ကြောင်းစစ်ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHSE TPS ရဲ့ဆိုင်းလိုက်သည့်ထုတ်ပြန်ချက်နှင့်ပတ်သက်၍မီဒီယာများ၏မေးမြန်းမှုကိုဖြေကြားရတွင်၎င်းကအထက်ပါတိုင်းထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းကိုရှနေနိုဝင်ဘာ26ရက်နေ့ထုံးစစ်ကော်မရှင်၏ဘွာရာဖြန့်သတင်းစာများတွင် ဖော်ပြထားပါသည်။ TPS ရဆိုင်ရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကိုပြောဆိုထားတာတွေ့ရပါတယ်ဟုဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါတယ်။စေကောမရှင်ဤပြောကြားချက်အရအမေရိကန်ဤသုံးသက်ချက်များတွင်မြန်မာနိုင်ငံ၌အရေးပေါ်အခြေအနေရှုပ်သိမ်းပေးခဲ့မှုပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရန်ဆောင်ရွက်နေမှုငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှုနဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာတည်ငြိမ်လာမှုတို့ကြောင့်မြန်မာနိုင်ငံသားများလုံခြုံစွာပြန်နိုင်ပြီဟုဆိုထားကြောင်းသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မြန်မာအစိုးရအနေနဲ့အမေရိကန်အစိုးရရဲ့ဒီထုတ်ပြန်ချက်ဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့မှတ်ယူပါရဲဟုဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။ထို့ပြင်အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေဖြင့်မြန်မာနိုင်ငံသို့ပြန်လာ၍ရာချောင်းနေလာမည့်ရွေးကောက်ပွဲတွင်ပြန်လာ၍မဲပေးနိုင်ကြောင်းဖိတ်ခေါ်ထားပါရယ်။ပြည်မှုကျူးလွန်ထားသူမြန်မာအပါကြံရှိသူများကိုအထူးတက်ညာစွာဖြည့်ရော့ပေးမည်ဟုလည်းဗိုလ်ချုပ်စော်မင်းထွန်းကထပ်လောင်းပြောဆိုပါရယ်။ အမေရိကန်ပြည်ထောင်စုအမိမြေလုံခြုံရေးဌာန၏ထုတ်ပြန်ချက်အရမြန်မာနိုင်ငံသားများအတွက်ပေးအပ်ထားသောယာယီခိုးလုံခွင့် DPS ရစေမှုသည်2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့တွင်စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်းသိရပါသည်။စစ်ကော်မရှင်က၎င်းတို့၏ရွေးကောက်ပွဲနှင့်တည်ငြိမ်မှုကိုအမေရိကန်ကအတိမတ်ပြုသည်ဟုဆိုတော်လေလက်တွေ့တွင်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကမှစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲသည်အားလုံးပါဝင်နိုင်မှုမရှိပေ ထို့ကြောင့်လွတ်လပ်၍တရားမျှတမှုမရှိသောအထူးရောက်ရွေးကောက်ပွဲအဖြစ်သာသတ်မှတ်ထားပြီးလက်မခံကြောင်းအတီလင်းပြောကြားထားပါသည်။ထို့ပြင်အမေရိကန်အစိုးရ၏ TPS ရဆိုင်မှုအပေါ်တွင်လည်းနိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အမေရိကန်ရောက်မြန်မာအတိုင်းဝိုင်းနှင့်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကပြင်းပြင်းထန်ထန်ကန့်ကွက်လျက်ရှိပါသည်။ကံကွက်သူများသည်မြန်မာနိုင်ငံတွင်လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကင်ပြိပခါများနေစဉ်ဖြစ်ပွားနေစေဖြစ်ပြီးနေရက်ပြန်မိသူများအတွက်လုံခြုံမှုမရှိကြောင်းထောက်ပြကအဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန်တောင်းဆိုမှုများပြုလုပ်လျက်ရှိပါတယ်။ဆက်လက်ပြီးစစ်အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုလည်း NUG ကအကြမ်းဖက်သမားတွေအဖြစ်ချိန်ညားတဲ့ဆွေးတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုအကြမ်းဖက်သမားတွေအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရကထပ်တိုးချိန်ညားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အကြမ်းဖက်တိုက်ဖြတ်ရေးဗဟိုအဖွဲ့က စေကောင်းဆောင်ဒုစစ်ကောင်းဆောင်နဲ့ကွယ်လွန်သူဒုတိယသမရဦးမြင့်စွေအပါဝင်အာဏာသိမ်းမှုအဓိကဦးဆောင်ခဲ့သူတွေနဲ့စစ်ကော်မရှင်ရဲ့အမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကိုအကြံဖတ်သမားအဖြစ်ကြေညာပြီးနောက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုပါအကြံဖတ်သမားတွေအဖြစ်ကြေညာလာတာဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ဥက္ကဋ္ဌဦးတန်းစိုးနဲ့ဦးတောင်တင်ဦးတန်းထုံဦးကြောင်ဦးအောင်စောဝင်းဦးတန်းဝင်းဦးစောပါလိုင်းဦးစိုးဦး ဦးအောင်မှုမြင့်ဦးအောင်လွင်ဦးဦးသိန်းစိုးဦးပရန်ရှောင်းဦးမြင့်ဦးဦးခင်မောင်ဦးဒေါ်နုမြဆန်ဦးသိန်းမြင့်ဒေါက်တာပမောင်ဦးကိုကိုလွင်ဦးမမင့်ဦးဦးတန်းအောင်ကျော်ဦးခင်စောဦးမျိုးလိုင်းဦးတန်းထွတ်သိန်းဦးတင်ဆွေဝင်းဦးအောင်မြင့်လွင်တို့ကိုအကြံဖတ်သမားတွေအဖြစ်သတ်မှတ်တယ်လို့ NUG အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်သူတို့ကို NUG အကြံဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှ6ငါနဲ့ ုံမှ82ခါဝေးပါလုံပိုင်ခွင့်တွေကိုကျင့်သုံးပြီးပြည်တော်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့အကြံဖတ်သမားတွေအဖြစ်ကြီးညာခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီကဖွဲ့စည်းခဲ့တဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဟာအကြံဖတ်အဖွဲ့အစည်းဖြစ်တာကြောင့်ဒီကောင်စီအဖွဲ့ဝင်တွေဟာလည်းအကြံဖတ်သမားတွေဖြစ်တယ်လို့ NUG အစိုးရရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်စစ်ကောင်စာဖိုးချုပ်မှုကြီးမြောက်လိုင်းဒုစစ်ကောင်ဆောင်ဆိုဝင်ဒုဗိုလ်ချုပ်ကြီးစိန်ဝင်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွန်းနေ ဒုဗိုလ်ချုပ်ကြီးရဲအောင်တို့အပြင်ကွယ်လွန်သူဒုသမရဦးမြင့်ဆွေတို့လည်းအကြံဖတ်သမားစည်ရင်တဲထည့်သွင်းထားပါတယ်။ NUG အစိုးရရဲ့အကြံဖတ်တိုက်ဖြတ်မှုဗဟိုအဖွဲ့အနေနဲ့သူတို့ကိုဥပဒေအရအရေးယူနိုင်ဖို့ဂျိုးပန်းဆောင်ရွက်သွားမှာဖြစ်ပြီးဒေါ်လာရေးအင်အားစုတွေနဲ့ပြည်သူလူထုကလည်းပူးပေါင်းဆောင်ရွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီး KNU တိမ်ပိုက်စစ်စင်းနေသည့် DKPA ချားဖြန့်အလုပ်ယုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင် DKBA ကကြားဖြန့်အလုပ်ရုံများကိုဆက်လက်ကောက်ွယ်ပေးနေပြီးလက်နက်ကိုင်အဖွဲ့များမလာရနေမီတတ်မှတ်တိတ်ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တွင် KNU တင်ပိုက်စစ်ဆေးနေသည့်မင်းလက်ပံချိပါရှိ DKBA ကြားဖြန့်အလုပ်ရုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းကရင်စည်ရေးတရင်ရှိမြက်ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ26ရက်နေ့ KNU ကတိုက်ခိုက်သိမ်းပိုက်စီးနင်းထားသောမင်းလက်ပံကြီးရွာရှိ DGB အတပ်ဖွဲ့ပိုင်ကြားဖြတ်ငွေလိမ်လည်သောခြံဝန်းကြီးကို အကြမ်းဖက်စစ်တပ်ကအထီးကန်ဒရုန်းများဖြင့်လကောက်တိုက်လေယာဉ်များဖြင့်လကောက်ဗုံးကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။စစ်တိတ်လေးကြောင်းတိုက်ခိုက်မှုကြောင့်မြေပြင်တွင်ထိခိုက်မှုမရှိတော့လေမြစ်လက်ပတ်ကျေးရွာဝင်းကျင်တွင် အုံတော်ချံပိုင်းကျောင်းဆိုင်ခင်းပိုင်းနှင့်တင်းကျိုင်းနေရာဘက်သို့ကြားရောက်ပောက်ပွဲခဲ့ကြောင်းသိရပါတယ်။အရင်ရက်တွေကလေးကစစ်တပ်ကကာမီကာဇီဒရုန်းနဲ့ဖုံးလာခြေတဲ့တရုတ်တွေထိခိုက်တာရှိတယ်။ဒီဘက်ကဒရုန်း gust နဲ့ပြစ်ဖမ်းတော့ဒရုန်းတွေပြုတ်ကြတယ်ပောက်ပွဲတာမျိုးမရှိဘူး။ တရုတ်ဆိုင်မှာကကြားဖြတ်အလုပ်သမားတွေကိုစစ်နေမင်းနေတုံးပဲဆိုတော့တတိထားနေရတယ်။ဒီလေတုံးက Jet Fighter နဲ့လာကျဲတာဆိုတော့ရွာတွေကအုံပင်တော့ဘက်ကြားရောက်ပေါက်ွဲတယ်။အိမ်တွေခြံတွေထိတယ်တရုတ်ဆိုင်ဘက်တော့မထီဘူးရွာပြင်မှာကစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲကဖြစ်နေတုံးပဲဟုခရင်စီရီသတင်းရင်းမြစ်ကရှင်းပြပါတယ်။လက်ရှိမင်းလက်ပတ်နဲ့အင်ချင်းမြိုင်ကြေးရွာဘက်တွေ KNU ကတိုက်ခိုက်သိမ်းပိုက်စစ်ဆေးနေသည့် DGPA ပိုင်းကြားဖြတ်ရုံအပြင်အခြားကြားဖြတ်ငွေလိမ်လုပ်ငန်းခြံဝန်း၁၀ခုထပ်မံနေကြန့်ရှိနေကြောင်း ရှင်းနေရများတွင် DGPA ကအလုံးကျုံရေးတင်းကျပ်ခါဝင်လိန်လုပ်ငန်းဆက်လုပ်နေစေဖြစ်ကြောင်းသိရပါတယ်။အင်ဂျင်မြိုင်ကျွန်းတော်မင်းလက်ပန်းစီဆိုင်နေရာတွေမှာကတရုတ်အလုံးယုံတွေကြံ့နေသေးတယ်။အတီးနဲ့အသေးဆိုရင်ကြာဖြန့်စေယုံလောက်ရှိနေတယ်။မီးစက်တွေဖွင့်ပြီးအလုပ်လုပ်နေတုန်းပဲ DGPA တွေလည်းရှိတယ်။ရွာရှိဘက်မှာကစစ်တပ်တွေကခရင်အဖွဲ့ PDF အဖွဲ့တွေတိုက်ပွဲဖြစ်တာလက်နက်ကြီးတွေလည်းပြစ်တယ်။ကန္နာပိုင်းနဲ့ရွာတွေပိုင်းကတော့ကြီထီလိုက်အလုံးကြီးထီလိုက်အိမ်တွေဆိုင်တွေပြက်ကုန်နေဟုခရင်စစ်ရေးတရင်ရင်းမြစ်ကရှင်းပြပါရတယ်။ လက်ထက်တော့ DGPA ကစည်ရည်တင်းမာနေသည့်ဖလူဘောလီနှင့်စုကလီအထိမြေသီးလက်နက်ကိုင်အဖွဲ့ကမှနေမည်ဖြတ်တန်းသွားလာခွင့်မပြုတော့ကြောင်းနှင့်အရေးပေါ်ကိစ္စသွားလာရရှိပါကဂျိုတီအကြောင်းကြားသတင်းပို့ညှိနှိုင်းပြီးမှဖြတ်တန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း DGPA ကသတင်းထုတ်ပြန်ကြေညာပါတယ်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။